ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာတော့အားလုံးစောင့်မျှော်နေကြတယ်။ဒူးဆန်းတဲ့ဘရင်မအပိုင်းနဲ့ဇက်သိမ်းပိုင်းကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ရှားသာမင်းကယူပါကိုနန်းတော်ထဲခေါ်သွားတယ်။ညာဘက်ရောက်တော့ယူပါကဘရင်ကြီးကိုပြောတဲ့တူရာစင်ကြီးရဲ့ပြောဆိုဝန်ကကျမလုံးဝမကြိုက်ဘူး။ငါကိုယ်တော့လည်းမကြိုက်ပါဘူး။ ဒါပေမဲ့သူကအဖေလက်ထက်တည်းကနန်းတွင်အကြံပေးလုပ်နေတာလေဒါပေမဲ့လည်းရှင်ကဘယင်ပဲလေရှင့်စရာကိုနန်းတော်ရဲကနေထုတ်တင်နေမင်းပြောတာမှန်နေငါလည်းအဲ့ဒီလိုလုပ်ဖို့စဉ်းစားနေတာဒါဖြင့်ရှင်အခုအိတ်လိုက်တော့ရှင်ပင်မနေတာမျက်နှာမှာအတိတာကြီးမြင်နေရတယ်ဟုတ်တယ်ဘာလို့လဲမသိဘူးဒီအပိုင်းအကျန်းကိုပင်မလွယ်လာတယ် တခါတလေအတွင်းမိုက်က နေမကောင်းဘူးလို့ခံစားနေရတယ်။ရှင်က အလုတ်အရန်လုံနေလို့ပါ။အခုအိတ်လိုက်ပါတော့။ရှားသာမင်းကနေနေချိုက်ချိုက်အိတ်ပြောသွားတယ်။ညတကောင်အချင်းရောက်လာပါတယ်။မိဖုရားဆန္ဒကသူ့အဆောင်အပြင်မှာမတ်တက်ရက်နေပါတယ်။အဲ့ဒီချိန်မှာဆရာကြီးရဲ့ခေါ်တံကိုကြားလိုက်ရပါတယ်။ညတကောင်ချင်းဖြစ်နေပြီ။မိဖုရားကြီးအခုထိမအိတ်သေးဘူးလား။ မိဖုရားကြီးကဇီရဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ပြန်ပြောတဲ့။ဘာလို့လဲမသိဘူး။မင်းကြီးပုံစံပြောင်းနေတယ်လို့ခံစားနေရတယ်။ကျွန်တော်လည်းအဲ့ဒီအကြောင်းပြောဖို့လာခဲ့တာပါ။မိဖုရားကြီးတကယ်တော့မိဖုရားယူပါကမင်းကြီးရဲ့အတွေ့အရင်ကို အပြည့်အဝထိန်းချုပ်ထားတယ်။နောက်တစ်ခုမင်းကြီးကမိဖုရားယူပါနဲ့လက်ထက်လိုက်တဲ့ကအရင်အားနေနေတယ်။ ပြီးတော့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေလည်းလျော့နေလာတယ်။ဒီလိုပြောလိုက်တော့မိဖုရားဆန္ဒကလေးလေးနက်နက်တွေးနေပြီးတော့ဆရာကိုပြန်ပြောတယ်။ဆရာပြောတာမှန်နေမင်းကြီးကိုအဝေးကကြီးလိုက်တာနဲ့နားမကျန်းဖြစ်နေတဲ့ပုံပေါက်နေတယ်။နောက်ပြီးတော့ကျမနဲ့စကားတောင်မပြောတော့ဘူးလေ။မိဖုရားဆန္ဒတခုခုလွဲနေတယ်လို့ကျွန်တော်တင်နေ။ဒါရီကောင်မင်းကြီးက မိဖုရားရှူပါနဲ့လက်တက်လိုက်ခြင်းကစဖြစ်တာပဲ။ဆရာက စကားပြောနေတုန်းမှာမိဖုရားဆန္ဒနဲ့ဆရာနားထဲမှာစစ်သားတွေရဲ့အော်တန်ကြားလိုက်ရတယ်။နေအောင်စလုံးအော်တန်ဘက်ကိုလိုက်ပြေးသွားကြတယ်။သူတို့နေရာရဲ့ခြေလမ်းကနန်းတော်ရဲ့ပင်မတကားနာမှာရက်တန့်သွားခဲ့တယ်။နန်းတော်ရဲ့တကားမကြီးကိုစောင့်နေတဲ့စစ်သားနှစ်ယောက်လုံးရဲ့သွေးရည်နဲ့ဆူရွှဲနေတဲ့ခန္ဓာကိုယ်ကမြေကြီးပေါ်မှာလဲနေတဲ့အနေဒါနဲ့တွေ့လိုက်ရတယ်။ တယောက်စလုံးရဲ့နှလုံးသားတွေကပျောက်နေပါတယ်။ဒါကိုမြင်ပြီးတော့ဇီယာကကြောက်ရွံ့တုန်လှုပ်ပြီးတော့မိဖုရားကိုပြောပါတယ်။ဒီပုံစံအလောင်းကျွန်တော်ဒီနေ့တွေ့ထားတယ်။တည်သွားတဲ့လူရဲ့နာမည်ကအာကာ။သူ့ရင်ဘတ်တွေကနှလုံးလေးပျောက်နေခဲ့တာ။ဘာဆိုဘာမှမမှန်ဘူးဆိုတာလုံးဝသိကြသွားပြီ။အဲဒီချိန်မှာပဲစစ်သားအချို့အပြေးလေးရောက်လာကြတယ်။စစ်သားနှစ်ယောက်ရဲ့အလောင်းကိုကြည့်ပြီးတော့ကြောက်ရွံ့နေကြပါတယ်။ မိဖုရားဆန္ဒကစစ်သားတယောက်ကိုကြည့်ပြီးတော့ပြောတဲ့။တွားတွားမင်းကြီးကိုနှိုးလိုက်တော့အဲ့ဒီစစ်သားကမင်းကြီးရဲ့အခန်းရှိပြေးသွားတယ်။သူကြည့်လိုက်တော့အခန်းတကားကပွင့်နေပါရဲ့။စစ်သားကအခန်းထဲကို ချက်ချင်းဝင်သွားပြီးတော့အိမ်နေတဲ့မင်းကြီးကိုအတန်ပေးပါရဲ့။အရှင်မင်းကြီးထပါအောင်နန်းတော်ထဲမှာစောင့်နေတဲ့အဆောင်နှစ်ယောက်ကိုတရားရောက်ကတတ်လိုက်တယ်။ ဒါပေမဲ့မင်းကြီးကတော့လုံးဝမလုံမရှက်ပါဘဲစစ်သားကတတိဆူပြီးတော့မင်းကြီးကိုလှုပ်လို့ပါတယ်။မင်းကြီးထပါအောင်မိဖုရားဆန္ဒကမင်းကြီးကို ခေါ်နေပါတယ်။ဒါပေမဲ့ရာဇာမင်းကဘာအတန်းမှမပေးပါဘူး။ဒါကိုမြင်ပြီးတော့အဲ့ဒီစစ်သားကအံ့ဩလွန်းလို့မိဖုရားဆန္ဒစီအမြန်အပြေးလှောက်ရှောက်ပါတယ်။သူကအပြည့်အပြည့်အစုံပြောပြရင်းနဲ့ မင်းကြီးက လုံးဝမထပါဘူးမိဖုရားကြီးဘာမှလည်းပြဲမဖြစ်ပါဘူးသူ့ခန်းထဲမှာသူ့ရဲ့နောင်မင်းမမရှိဘူးလားသူ့ကိုပြောခဲ့လိုက်လေကျွန်တော်မင်းကြီးအခန်းရောက်တော့အခန်းတကားကပွင့်နေပြီတော့အဲ့ဒီမှာမိဖုရားယူပါလဲမရှိပါဘူးဆရာတော်ကလွတ်ဝတ်ချက်ရှိတဲ့သဘောနဲ့မိဖုရားဆန္ဒကိုကြည့်ပြီးတော့ပြောပါတယ် အခုတော့မိဖုရားယူပါကတာမန်မျိုးသမီးမဟုတ်ဘူးဆိုတာသိကြသွားပြီအခုလက်ရှိတော့မင်းကြီးခန့်နဲ့သွားပြီးတော့မင်းကြီးကိုစောင့်ကြည့်ရမယ်။သူအဆင်ပြေလားမသိဘူး။ဆရာကြီးနဲ့မိဖုရားဆန္ဒတို့ကမင်းကြီးရဲ့အခန်းစီကို ပြေးသွားပါတယ်။အဲ့ဒီချိန်မှာပဲအခန်းထဲမှာမိဖုရားယူပါကရောင်းနေနေပြီးဖြစ်ပါတယ်။သူကဆရာကြီးနဲ့မိဖုရားဆန္ဒကိုကြည့်ပြီးတော့ပြောတဲ့တယ်။ ရှင်တို့နှစ်ယောက်ကျမခန်းထဲမှာဘာလာလုပ်နေတာလဲဆရာတော်ကမိဖုရားယူပါကိုအပြည့်အပြည့်အကုန်လုံးပြောပြလိုက်ပါရဲ့စစ်သားရီရောအော်တယ်မကြားလိုက်ဘူးလားမကြားပါဘူးကျမတော့ဘာအတမ်းမှမကြားမိကျွန်တော်မင်းကြီးနဲ့အခုချက်ချင်းစကားပြောဖို့လိုအပ်ပါတယ်အဲ့ဒီလိုပြောပြီးတော့ဆရာတော်ကမင်းကြီးရဲ့ခေါင်းပေါ်လက်တင်လိုက်တာနဲ့လုံးဝထိတ်လန့်သွားပြီးတော့ မိဖုရားဆန္နာဘက်ကို ပြောလိုက်တဲ့မိဖုရားဆန္နာမင်းကြီးကအပြင်းပြနေတာပါအခုချက်ချင်းတမားတို့ကြီးကိုခေါ်မရမင်းအချိန်ခဏလေးအတွင်းမှာပဲဘာယာနတိပြည်ရဲ့အတော်ဆုံးတမားတို့ကြီးရောက်လာပါတယ်သူကမင်းကြီးကိုကြည့်ပြီးတော့ပြောတဲ့မင်းကြီးတတိပြန်ရဖို့အရေးကြီးတယ်သူ့ကိုအစိတ်ခတ်ထားတယ်ဒီစကားကိုကြားတော့ဆီယာရုံနဲ့မိဖုရားဆန်နာလေးလုံးဝကိုဒိတ်လန့်သွားပြီးတော့ တမားတော်ကြီးဘာပြောလိုက်တာလဲကျွန်တော်အမှန်တိုင်းပြောနေတာပါမင်းကြီးရဲ့မျက်နှာပြနေတယ်လို့မခံစားရဘူးလားအဲ့ဒီလိုပြောပြီးတော့တမားတော်ကမင်းကြီးရဲ့ခြေထောက်ကိုပြလိုက်တယ်မင်းကြီးခြေထောက်ကို ကြည့်ပါဦးသူ့ကိုတရားရောက်ကအစိတ်တိုက်ထားတယ်အစိတ်ဟာခြေထောက်ကနေတက်လာတာဒါဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအဲ့ဒါတော့ကျွန်တော်လည်းနားမလည်နိုင်ဘူး ခမားကဘာယာနတိပီရဲ့အတော်ဆုံးသမားတော်ဖြစ်တဲ့မင်းကြီးကိုကုသပေးပါသူ့ကိုတတိပြန်ရအောင်လုပ်ပေးပါသမားတော်ကြီးဟာဒါဆောင်မင်းကြီးကိုကုသပေးနေပါတယ်ဒါပေမဲ့မင်းကြီးကတော့လုံးဝတတိမရပါဘူးတဲ့မိဖုရားဆန္ဒကစိတ်ပူပြီးတော့အခန်းထဲမှာဒိုင်နေတယ်အဲ့ဒီချိန်ဆရာတော်ရောက်လာပြီးတော့မိဖုရားကြီးဒီလိုထိုင်နေုံနဲ့ဘာမှအဆင်ပြေလာမှာမဟုတ်ဘူး တမားတော်ကြီးနဲ့ညွန်ကြားချက်ကိုနားလည်ပြီးတော့တခုခုလုံးမဖြစ်မယ်။မဟုတ်ရင်မင်းကြီး အသက်လည်းပါသွားနိုင်တယ်။ဒါပေမဲ့ဆရာတော်ကျမကဘာမှနားမလည်နိုင်တော့ဘူး။ကျမဘာလို့ရမလဲ။ကာမီဒါပြင်ငါနဲ့လိုက်ခဲ့ပါ။ဆရာတော်ကမိဖုရားကိုဘာယာနတိပီရဲ့နေဆက်စီကို ခေါ်သွားပါတယ်။အဲ့ဒီမှာညောင်မင်းတပင် အောက်မှာတရားထိုင်နေတဲ့ယဟန်ရှိပါတယ်။ ရုတ်တရက်အဲ့ရဟန်ကမျက်လုံးဖွင့်ပြီးတော့သူတို့နှစ်ယောက်ကို ပြောလိုက်တဲ့။မင်းတို့နှစ်ယောက်ငါးစီကို အရင်ကလေးကလာခဲ့ရမှာမင်းတို့လာတာတော်တော်နောက်ကျနေပြီ။အချိန်ကအရှိန်မမြန်နဲ့သွားနေတာ။ရှင်ဘာလို့ပြောချင်တာလဲ။မင်းကြီးရဲ့အသက်ကယ်ဖို့ဒီကိုလာခဲ့တာငါသိတယ်။အော်ဟုတ်ပါရဲ့။ဒါနဲ့ရှင်မလို့သိတာလေ။ ရဟန်းကပြုံးပြီးတော့မိဖုရားကို ပြောတဲ့။ငါကမြင့်မြတ်တဲ့ယဟန်တယောက်ဖြစ်တယ်။ငါလူသူကင်းတဲ့တော်တွေမှာတရားကျင့်ကြံပြီးတော့တရားအောင်တာ။ငါရှိမှဘယ်အရာမှ ဖုံးကွယ်လို့မရဘူး။အချိန်အနည်းငယ်ကမင်းကြီးကသူ့နောက်မိဖုရားနဲ့အတူဒီရှိကနေဖြတ်သွားတယ်။အဲ့ဒီချိန်ငါသူတို့ကို ကြည့်မိတယ်။ငါကြည့်လိုက်တာနဲ့တီးလိုက်ရတာကသူနဲ့အတူပါသွားတဲ့အမျိုးသမီးကလူမဟုတ်ဘူး။ သူဟာဆုံးမတယောက်ပဲဒီစကားကိုကြားတော့ဆရာတော်နဲ့မိဖုရားဆန္ဒလည်းလုံးဝကိုကြောက်လန့်သွားတယ်။ဆုံးမခမရခမရပါပြောလိုက်တာလေမင်းတို့ကြားတဲ့အတိုင်းပါပဲမင်းကြီးလက်ထက်ခေါ်ယူလာတဲ့သူဟာလူမဟုတ်ပဲဆုံးမတယောက်ဖြစ်တယ်။သူကဒီကိုကလဲစားချီချင်လို့ရောက်လာတာ။သူဟာရိုးရိုးတာမန်ဆုံးမမဟုတ်ဘူး။သူကအစိတ်ပြင်းပြီးတော့ သူ့ရဲ့တားကောင်ရဲ့ခြေထောက်ကိုရက်ပြီးတော့သူ့အစိတ်ကိုတားကောင်ရဲ့ခန္ဓာကိုယ်ထဲဖြည်းဖြည်းချင်းထဲ့နိုင်တဲ့ဆုံးမတစ်ကောင်ပဲ။ဒါဒါဆိုရင်မင်းကြီးကိုဘယ်လိုကယ်လို့ရမလဲ။မင်းကြီးမှာအချိန်တိတ်မရှိတော့ဘူး။ဒီနေ့ကလာခွေညပဲ။ဒီညမင်းကြီးတတိပြန်ရမှဖြစ်မယ်။မဟုတ်ရင်သူ့ကိုကယ်လို့မရနိုင်တော့ဘူး။ပြီးတော့အဲ့ဒီဆုံးမကိုတတ်ဖို့လည်းအရေးကြီးတယ်။ မောင်ရင်တော့သူကဘာယန္တီပြည်ကလူတွေကိုတယောက်ပြီးတယောက်တက်စားလိမ့်မယ်။မိမိအားဆန္နာမင်းရဲ့အခုချက်ချင်းဒီကနေညာဘက်ကိုတားရမယ်။အဲ့ဒီတော်ထဲမှာရေကန်တကန်ရှိတယ်။အဲ့ဒီကန်ကတာမန်ရေကန်မဟုတ်ဘူး။ထူးခြားတဲ့အစွမ်းရှိတယ်။မင်းဟာအဲ့ဒီကန်ကနေရေပြစ်ပြီးတော့ဒီကိုယူလာရမယ်။အဲ့ဒီလိုပြောပြီးတော့ရဟန်းကမိမိအားဆန္နာကိုအိုလီတလုံးပေးပါတယ်။ ကျွန်တော်ကမိဖုရားနဲ့အတူလိုက်သွားလို့ရမလားမရဘူးဒီလောက်ကိုမိဖုရားဆန္ဒကတယောက်တည်းလုံးရမယ်အဲ့ဒီကံကနေအိမ်အောင်တဲ့အမျိုးသမီးတွေကပဲရေးကိုယူလာလို့ရတယ်မိဖုရားဆန္ဒကအထက်ချင်းပဲအိုးကိုယူလိုက်ပြီးတော့မြင်းကိုစီကတော်တဲ့ဝင်သွားပါတယ်တော်တော်ကြာပြီးမှမိဖုရားဆန္ဒရေးကန်တကန်ကိုတွေးလိုက်ရတယ်အဲ့ဒီကံရဲ့ရေဟာအယောင်ဆုံးလင်းလက်နေပါတယ် မိဖုရားဆန္ဒကအဲ့ဒီရေကန်ကို ကြည့်ပြီးတော့သူ့ကိုယ်သူပြောနေတဲ့ဒါကရဟန်းကြီးပြောပြခဲ့တဲ့ရေကန်ပဲဖြစ်ရမယ်မိဖုရားဟာချက်ချင်းပဲမြင်းမော်ကဆင်းပြီးတော့ရေပြေးဖို့လုံနေပါတယ်သူကရေပြေးဖို့အိုးကိုရေကန်နဲ့ထည့်လိုက်တာနဲ့အဲ့ဒီရေကန်လေးကအတန်နေထွက်လာပါတယ်မင်းဒီကားရေကိုယူသွားလို့မရဘူး ကျမကိုယူခွင့်ပေးပါကျမယောက်ျားရဲ့အသက်အန်ဒီရရှိနေလို့ပါဒီရကမှာစီကံတစ်ခုရှိရဲ့ဒီရကတယောက်ရဲ့အသက်ပေးရင်နောက်တယောက်ရဲ့အသက်ကိုယူတယ်ရှင်ကျမကျမနားမလည်ဘူးငါပြောတာကအကယ်၍မင်းဟာဒီရကံကယူပြီးတော့မင်းယောက်ျားကိုတိုက်ရင်သူကအသက်ရှင်သွားပြီးတော့မင်းကတော့တေးရလိမ့်မယ် ဒီလိုကြတော့မိဖုရားဆန္ဒကငိုတော့တာပေါ့ကျမယောက်ျားအသက်ကိုသာကယ်လို့ရမယ်ဆိုရင် ကျမရဲ့အသက်ကိုစည်သေးပါမယ်ကောင်းပြီမင်းဟာစမ်းသပ်မှုကို အောင်သွားပြီမင်းမှသာစိုးရိမ်စိတ်ရှိရင်အခုချက်ချင်းတည်သွားနိုင်တယ်ဒါပေမဲ့မင်းဟာတကယ်ပဲယောက်ျားအတွက်ဘာမှမစိုးလုပ်ပေမဲ့ဇနီးကောင်းဖြစ်တယ်ဒီရေကန်ကဇနီးကောင်းတွေကို လေးစားတယ် မင်းဒီကားရီကိုကြိုက်တလောက်ယူသွားလို့ရပါပြီ။မိဖုရားဆန္ဒကချက်ချင်းပဲအိုးထဲကိုရီဖြည့်ပြီးတော့ယဟန်စီကိုပြန်သွားတယ်။အချိန်ခဏလေးနဲ့ယဟန်စီပြန်ရောက်သွားပါတယ်။မင်းကဇနီးကောင်းတစ်ယောက်ဆိုတာငါအစကလေးကသိတယ်။ငါသာမင်းနဲ့အတူဆရာကြီးကိုလိုက်ခိုင်းခဲ့ရင်ဆရာကြီးကရေကန်စကားကြားပြီးတော့လန့်သွားနိုင်တယ်။ကောင်းပါပြီ။ကျမအခုဘာဆက်လို့ရမလဲယဟန်ကြီး။ ညရောက်တော့မယ်ညတကောင်ဆိုရင်အဲ့ဒီဆုံးမကသူ့ပုံစံအမှန်ကိုခဏပြောင်းဖို့ပျောက်ကွယ်သွားလိမ့်မယ်သူ့ပုံစံပြောင်းရင်တယောက်ယောက်ရဲ့သွေးကိုတောက်တယ်သူ့ရဲ့နှလုံးသားကိုထုတ်ပြီးတော့စားတယ်အဲ့ဒီချိန်မှာမင်းကြီးရဲ့အခန်းထဲရောက်နေရမယ်ကောင်းပါပြီရဟန်းကြီးကျမကနန်းတော်ရဲ့လူဝတ်ဝင်ပေါက်တစ်ခုကိုတည်တယ်အဲ့ဒီဝင်ပေါက်ကိုမိဖုရားရှူပါလဲမတိလောက်ဘူး ကျမအဲ့ဒီဝင်ပေါက်ကနေမင်းကြီးရဲ့အခန်းစီရောက်အောင်ခေါ်သွားပေးပါမယ်။ညတကောင်ချိန်မှာမိဖုရားဆန္ဒဆရာကြီးနဲ့ယဟန်ကြီးတို့ကပြုတ်ဝဲဝင်ပေါက်ကနေမင်းကြီးရဲ့အခန်းလေးကို ဝင်သွားပါတယ်။ရာဇာမင်းကတော့တတိမိနေပါတယ်။အကျင့်မကောင်းတဲ့ယူပါကလည်းပျောက်နေပါတယ်။ယဟန်ကချက်ချင်းပဲမိဖုရားကြီးကို ပြောပါတယ်။မိဖုရားဆန္ဒမင်းကြီးကိုယူလာတဲ့ကြီးအမြန်တိုက်လိုက်ပါ မိဖုရားဟာရေကိုအမြန်တိုက်လိုက်ပါတယ်။ခဏကြာတော့မင်းကြီးကရုတ်တရက်မျက်လုံးပွင့်လာပါတယ်။သူကဟိုဟိုဒီဒီကြည့်နေပါတယ်။သူ့အခန်းထဲမှာယဟန်၊ဆီယာနဲ့မိဖုရားဆန္ဒကို ကြည့်ပြီးတော့ကြောက်တောင်တောင်ဖြစ်နေပါတယ်။မင်းတို့သုံးယောက်ငါအခန်းထဲဘာလာလုံးနေကြတာလဲ။အရှင်မင်းကြီးခဏစောင့်ပါဦး။ခဏနေအားလုံးတည်သွားပါလိမ့်မယ်။ ယဟန်ကဒီစကားပြောနေတော့မိဖုရားရှူပါကခြေလမ်းပြင်းပြင်းနဲ့ဝင်လာပါတယ်။ယာဇာမင်းကိုမြင်ပြီးတော့လုံးဝအံ့ဩသွားတယ်။မင်းကြီးတရိယာနေရာမြင်ပြီးတော့ဘာကြောင့်အံ့ဩသွားတာလဲယူပါ။မင်းကပြောနေရမှာလေ။ဒီမှာခမည်းဘလို့စကားပြောလိုက်တယ်လေယဟန်ကြီး။ဒီမှာဘာတွေဖြစ်နေရလဲတယောက်ယောက်ရှင်းပြကြပါဦး။အဲ့ဒီချိန်ယဟန်ကြီးက လွယ်ရည်သေးကအနီရောင်ဆေးမုံထုတ်လိုက်ပါတယ်ပြီးတော့ယူပမျက်နာပေါ်လှမ်းပြစ်လိုက်ပါတယ်ဆေးနီဟာမျက်နာပေါ်ရောက်တာနဲ့ယူပစီကနာနာချင်းချင်းအော်တန်ထွက်လာပါတယ်သူမဟာရုတ်တရက်ဆုံးမပုံစံပြောင်းသွားပြီးတော့စားပြစ်တော်မယ့်ပုံစံနဲ့အားလုံးကို ကြည့်နေပါတယ်ယဟန်ကအဲဒီတော့မှဘယင်ကြီးကိုပြောပါတယ်မင်းကြီးမင်းကြီးရဲ့နောက်မင်းမကလူမဟုတ်ပါဘူးသူဟာဆုံးမကြီးတယောက်ဖြစ်တယ် ြောစမ်းမင်းကဘာလို့မင်းကြီးကိုတတ်ချင်ရလားလဲယူပါဘာကြောင့်လဲဆိုတော့သူကငါညီမကိုငါမျက်လုံးအရှိမပဲတတ်ပြစ်လိုက်တယ်ဒီစကားကိုကြားတော့ဘယင်ကြီးလဲအံ့ဩသွားတယ်မင်းပါရီပြောနေရလေငါဘသူကိုမှမတတ်ဘူးဘူးနည်းရမြားနဲ့တက်လိုက်တဲ့တမင်ကငါညီမလေးပဲသူကအဲ့ဒီချိန်တမင်ပုံစံနဲ့လမ်းလျှောက်သွားတာ မင်းရဲ့များနဲ့သူ့ကိုပြစ်ပြီးတော့ခဏမှာပဲငါမင်းရဲ့စစ်သားတွေကိုတက်ပြစ်လိုက်တယ်။ငါအဲ့ဒီအချိန်မင်းကိုပါတခါတည်းတက်လိုက်လို့ရတယ်။ဒါပေမဲ့မင်းကိုလွယ်လွယ်နဲ့တော့မတက်ဘူးလို့ဆုံးဖြတ်ထားတယ်။ဒါကြောင့်မိလျောင်လွတ်လိုက်တာ။နောက်တနေ့မင်းမလပုံစံနဲ့မင်းကိုငါကတွေ့တယ်။မင်းကို အချစ်မာယာမိအောင်ဖျားယောင်းလိုက်တာပဲ။ဒီမှာယူပါမင်းကပဲအာကကိုတက်လိုက်တာလား။ မင်းညလည်းမင်းကစစ်သားတွေကိုတက်ပြစ်လိုက်တယ်မလားဟုတ်တယ်လေဘာလို့လဲဆိုတော့ငါကညတကောင်ရောက်တာနဲ့ငါရဲ့ပုံစံအမှန်ကိုခဏပြောင်းရတယ်အဲ့ဒီချိန်မှာ လူဖြစ်ဖြစ်တရိတ်ဆန်ဖြစ်ဖြစ်တယောက်ယောက်ရဲ့သွေးကိုတောက်ရတယ်တယောက်ယောက်ရဲ့နှလုံးသားကိုလည်းစားရတယ်မင်းကြီးရဲ့ခြေထောက်ကိုရက်လိုက်ပြီးတော့အစိတ်တွေထဲလိုက်တာလေမင်းပဲမလားဟုတ်တာပေါ့ ဒီလုတ်ကိုတော့ငါအစတွေကလုတ်ခဲ့တာငါသူ့ကိုတောထဲမှာမိလေအောင် စားလုတ်တဲ့အချိန်လေးကလုတ်လာတာနိုးလာတဲ့အချိန်မှာအစိတ်ကစပြီးတော့ပြန်နေပြီသူ့ကိုငါအိမ်နဲ့ခေါ်သွားတယ်ပြီးတော့ပုံမြင်နေပြောတယ်လူကြီးကပိန်းကိုပိန်းတာသူကလည်းငါပြောသမျှအကုန်ယုံတာလေအဲ့ဒီချိန်ရဟန်းကလူကြီးကမပိန်းဘူးဆုံးမမင်းကပိန်းနေတာ မင်းပေါ်ပြလိုက်တဲ့စေးနီရဲ့အစွမ်းကလည်းခဏနေပြတော့မယ်။အခုတော့အချိန်ရပြီ။မင်းတေဖို့သာပြင်ထားတော့။အဲ့ဒီလိုပြောပြီးတာနဲ့စုံမရဲ့ခန္ဓာကိုယ်ဟာ မီးလောင်သွားပါရဲ့။သူမဟာအကြဲကြီးအော်နေပါရဲ့။ခဏနေတော့လုံးဝကိုပြကြသွားတယ်။ယဟန်ကရာဇာမင်းကိုကြည့်ပြီးရောပြောတဲ့။အရှင်မင်းကြီးအဲ့ဒီဒေါနတ်ထဲမသွားခဲတင်ဘူး။တခါတလေလူတွေရဲ့စကားကိုနားထောင်တင်နေ။ ငါတို့ကသူတို့စကားနားမထောင်ပဲပြဿနာရှာမိရကြတယ်။မင်းကြီးအဖြစ်ပဲကြည်လိုက်ပါ။အဲ့ဒီဒေါနတ်ထဲဝင်သွားပြီးတော့စစ်သားနှစ်ယောက်ကိုဆုံးရှုံးသွားတယ်။ပြီးတော့ဒီဆုံးမကိုလက်ထက်ခေါ်လာပြီးတော့လူသုံးယောက်အသက်ကိုလည်းတည်စေခဲ့တယ်လေ။အဲ့ဒီလိုပြောပြီးတော့ယဟန်ကြီးကထွက်သွားပါတယ်။အခုတော့လူရောင်ဆောင်ထားတဲ့ဆုံးမရှူပါဟာတည်ဆုံးသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့မင်းကြီးဟာနောင်တရီတတိကြီးရပြီးတော့ သူ့အပေါ်မှာအရင်ကောင်းတဲ့မိဖုရားဆန္ဒနဲ့သက်ဆုံးတိုင်းပေါင်းဖက်သွားပါတည်းကွယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်ရှင်